ကိုယ်အသားရေကိုချိန်ပြီးတော့ကိုယ်ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအကြံဉာဏ်ခံမှန်းလို့ရတယ်เนาะအသားဝါတာမျက်လုံးမျက်သားတွေဝါနေရာမျိုးရှိရယ်ဆိုရင်เนาะအသည်းနဲ့တဲချီအေးယောဂလေးတွေဖြစ်နိုင်ခြေရှိပါတယ်။ပေါင်ချားချိုင်းချာဂုတ်တွေမှာအေးပြားထူပြီးတော့ပုံထဲမှာပြထားသလိုမျိုးမဲနေမယ်ဆိုရင်เนาะစီးချိုယောဂနဲ့ဟော်မုန်းမညီညာတဲ့ယောဂလေးတွေဖြစ်နိုင်ခြေရှိပါတယ်။ အမှုနဲ့နှာခေါင်းအပေါ်မှာ butterfly ပုံစံကန့်လန့်ပြန်နေမြန်းမယ်နေအောင်ခြင်းနဲ့တွေ့ရင်လည်းပိုဆိုးမယ်ဆိုရင်တော့ SLE လို့ခေါ်တဲ့အရေးပြားလေးဘက်နောက် autoimmune ယောဂါဖြစ်နိုင်ခြေရှိပါတယ်။တစ်ခုကတော့နှာခမ်းနဲ့လက်ချောင်းထိပ်တွေပြန်နှန်းတာနှလုံးယောဂါအဆုတ်ယောဂါတစ်ခုခုချောင်းမလို့သွေးထဲမှာအောက်ဆီဂျင်နည်းတဲ့အခါမှာဆိုရင်ဒီလိုပြန်နှန်းတာမျိုးတွေဖြစ်တတ်ပါတယ်။မောရာကြက်တိုင်းနဲ့လေ င်တွဲနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီကံပြဖို့လိုအပ်ပါတယ်။နောက်တစ်ခုကတော့ခင်းရောင်အကွက်တီဖြစ်တာနဲ့ခြေထောက်မှာအနာရီဖြစ်တာ။ဒါမျိုးဆိုရင်တော့သွေးလည်ပတ်မှုအားမကောင်းတာနဲ့သွေးကြောရောင်ရမ်းတာတွေကြောင့်မလို့ဖြစ်တတ်ပါတယ်။နောက်တစ်ခုကရေပြားပါပြီးတော့အကျောပြေရာလေးတွေရှိတာ။ ခန္ဓာကိုယ်ကကော်တီဆိုလ်ထုတ်တာများတဲ့ရောဂါတွေနဲ့စတီရိုက်တွေကိုကာလရှည်ကြာသုံးဆွဲရတဲ့အခါမှာဆိုရင်တော့ကော်တီဆိုလ်ဟာအရေးပြားမှရှိတဲ့ကောလာဂျင်အလတ်စတင်လေးတွေကိုပျက်စီးစေနိုင်ပါတယ်။လို့အချိန်မှဆိုရင်ကိုယ်ရေပြားပို့ပြီးတော့ပါလာမယ်၊ညူမဲဆွဲဖို့ပို့လွယ်လာမယ်။နည်းနည်းလေးထိခိုက်မိုံနဲ့အမာရိုးဖြစ်တာမျိုးလေးတွေပို့ပြီးတော့ဖြစ်လာတတ်ပါတယ်။နောက်တစ်ခုကတော့အရေးပြားမှဘာအကော့မှမပေါ်ဘဲနဲ့အသားတွေတောက်လျှောက်ရတာ။ နာရာရှိအသေးယောဂါ၊ကြောက်ကက်ယောဂါနဲ့တာရက်ယောဂါလေးဖြစ်နိုင်ခြေရှိတာမလို့အရေးပြားမှာဘာမှမရှိဘဲနဲ့တစ်ပတ်ကျော်အထိရားနေပြီဆိုရင်တော့ဆရာဝန်နဲ့တရားပြတင်ပါတယ်။ဒီလိုအချက်လေးရှိနေပြီဆိုရင်တော့ဒေါက်တာပြောသလိုယောဂါနာမည်ကိုတန်းပြီးတော့တတ်နိုင်တာမျိုးတော့မဟုတ်ပေါ့နော်။ဒါပေမဲ့အပေါ်ရင်အရေးပြပြဿနာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်တွင်းကယောဂရီရဲ့အာလီဆိုင်ဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားယောဂါလက္ခဏာတွေပါတွဲရှိမရှိဆန်းစစ်နိုင်မှုအတွက်နှီးစက်ရဆရာဝန်နဲ့တရားပြတာဆွေးနွေးဖို့အတွက်လိုအပ်ပါတယ်။ တခြားသိချင်တာလေးရှင်လဲ comment မှာမေးတော့ပြပအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်တက်တာ